ပြီးခဲ့တဲ့လပိုင်းအတွင်းကစပြီးမြစ်ဂျီနာချီပွေးသွားလမ်းပိုင်းမှာ KIOKA လက်နက်ကင်အဖွဲ့အစည်းကလူတိစုဆောင်မှုတွေအတင်းအကျပ်ပြုလုပ်နေခြင်းကြောင့်မြစ်ဂျီနာချီပွေးပြီးဆွေးနေတဲ့ရင်လိုက်များရာရည်ရက်လာနေရတယ်လို့ရင်မောင်းနေထံကနေသိရပါဗျ။မြစ်ဂျီနာချီပွေးသွားလမ်းပိုင်းမှာ KIOKA လက်နက်ကင်အဖွဲ့အစည်းက လူတစ်စုဆောင်ချင်းတွေအတင်းအဓမ္မပြုလုပ်နေပြီးခီးသွွားပြည်သူနေပါလာကခီးသွွားကားတွေကိုလည်းလမ်းတွေချောဆွေးချင်းတွေပြုလုပ်နေပြီးကုံစီကားနဲ့ခီးတဲကားများရရရက်နာနေရတယ်လို့မြကြည်နာချီဖွေပြီးဆွေးနေတဲ့ကားဆရာတဦးကပြောပါတယ်ကားလိုင်းတွေအစင်မပြေလို့ရက်နာထားတာတလားလောက်ရှိပြီးလမ်းမှာလူတစ်စုဆောင်တာတွေအရန်လှုပ်ပြီးတော့ဘယ်သူမှမသွားရေးကြဘူးဖြစ်နေတယ်အသက်မရှိတယ်လို့အစင်လည်းမရှိကြတော့ရတဲ့ကုံစီနဲ့ပဲသွားရတာအစင်မပြေဘူး ပန်ဝါဖီမော်လန်စေချီဖွေဘက်ကနေအပြတ်မှာလူလေးမပါကုံလေးမပါပဲဆင်းလာရင်လမ်းမကားကိုချော်ဆွေးတယ်9ရက်6ရက်လောက်ကြာတယ်ဒါကြောင့်ကားဆရာတွေအတွက်အခက်ခဲရှိလို့စစ်ရဲအပေါ်မူတည်ပြီးခဏနားနေရတယ်လို့အမိမဖော်လူတူကားဆရာတအုပ်ကပြောပါတယ်မြကျင်းသားချီဖွေကားခဈေးနှုန်းတွေ ရခင်ကထက်အကျဆင်းမှုရှိပေမဲ့လမ်းခီးမှာလူတိစုဆောင်ခြင်းခီးတေကားတွေကိုချောဆွဲခြင်းတို့ကြောင့်လက်ရှိအချိန်မှာခီးတွာလာသူနဲ့ရင်လိုင်းပြီးဆွေးနေတဲ့ကားတွေမရှိတလောက်နေပါလက်ရှိတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့လပိုင်းအတွင်းကတပ်မတော်နဲ့ B2C ပူပေါင်းအဖွဲ့ကဝိုင်းမော်ချီဖွေသွားလမ်းပေါ်ရှိ KOKA ထိန်းချုပ်ထားတဲ့နေမြေတွေကိုပြန်လည်ထုစစ်စင်တိုက်ခိုက်နေခြင်းတွေပြုလုပ်ပြီးတဲ့နောက်ခီးသွားပြည်သူတွေနဲ့ကုန်စီကားတွေကို KOKA လက်နက်ကိုင်အဖွဲ့အစည်းကစစ်ဆေးမှုတွေတင်းကျပ်ထားတဲ့အပြင်လူငယ်လူလတ်ပိုင်းတွေကိုတပ်သားစုဆောင်းခြင်းတွေပြုလုပ်နေပြီးကုန်စီကားနဲ့ခီးတဲ့ကားတွေတွာလာမှုရာရည်ရဆိုင်ထားတယ်လို့မြေပြင်သတင်းတွေအရသိရပါဗျ။အဆိုပါမြစ်ကြီးနာချီဖွေသွားလမ်းမိုင်းမှာ ခီးတဲ့ကားနဲ့ကုန်စည်ကားတွေအတင်းကျပ်စစ်ဆေးခြင်းနဲ့လူသစ်ဆွဆောင်ခြင်းတွေပြုလုပ်နေခြင်းကြောင့်လက်ရှိအချိန်မှာချီပွေခရိုင်အတွင်းတို့ခီးတွာလာသူနေပါခြင်းနဲ့အခြေခံစားသောက်ကုန်စည်များဝင်ရောက်မှုမရှိတဲ့အတွက်တရုတ်ပြည်မှာအခြေခံစားသောက်ကုန်စည်တွေကိုဈေးနှုန်းကြီးစွာဖြင့်ဝယ်ယူစားသုံးနေရတယ်လို့သိရပါဗျ။